Hello ချစ်ရတဲ့ Beauty Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လ28ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူတူမှာကြည့်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ Louis Tuition သတင်းနှစ်ပုဒ်နဲ့ကျွန်တော်စလိုက်မယ်နော်ပထမဆုံးသတင်းတစ်ပုဒ်ကတော့ဒေါ်ဆန်းစုကြည်ကိုနေပြည်တော်စစ်စင်ရဲ့အထူးအဖွဲ့ရုံးဆိုင်ရာနေရာတွေမှာဖမ်းဆီးချုပ်နှောင်ထားပြီးတော့ သွားနေနှလုံးဆက်ဆက်ဝင်စံများခံစားနေရတော့လဲစိတ်ကူးသားခွင့်အပြုတ်အမပြေပဲရွေရွေရှိရှိညှဉ်းပန်းနေဆက်ထားတယ်လို့ဒီဒီနေ့လည်းမှာသတင်းတွေတက်လာတာဖြစ်ပါတယ်နော်အဲ့တော့ဒီဒေါ်ဆန်စုကြည်နဲ့ပတ်သက်ပြီးတော့မေဆုနဲ့ပတ်သက်ပြီးတော့နော်ချမ်ပစစ်ကောင်စီမင်းအောင်လိုင်းကမနာလိုမုန်တိစိတ်နေပေါ့နော်လုံးဝဒီတစ်ခေါက်ဖမ်းဆီးတဲ့အခါမှာအခြေချုပ်သဘောတော်မဟုတ်ဘဲနဲ့ပေါ့နော်လုံးဝထောင်ထဲမှာထောင်တွင်းကျဉ်းချပြီးမှရက်ရက်ဆက်ဆိုနှိမ့်ဆက်ထားတဲ့အနေအထားဖြစ်ပါတယ်အခုချိန်မှာဆိုရင်မကြမ်းပါတဲ့သတင်းတွေလည်းကြားနေရတယ်ပေါ့နော်အဲ့တော့ဟိုတလောကလည်းဒီဘယ်ဘက်လက်ကျိုးသွားတယ်လို့သတင်းတွေကြားနေရတယ်ပေါ့နော်ဒါပေမဲ့လည်းအချက်မဲ့မင်းအောင်လ ဘက်ကဘာမှမထုတ်ပြန်ဘဲနဲ့ခုချိန်ထိအောင်သတင်းတွေကိုဒီလုံးဝအပြင်ကိုမပေါက်ကြအောင်သူတို့လှုပ်ထားရပဲဖြစ်ပါတယ်နော်အဲ့တော့ခုချိန်မှာဆိုရင်တော့ကျွန်တော်တို့လေးစားချစ်ခင်ရဲ့ဒေါ်ဆန်းစုကြည်ရပါတော့နေပြီးတော့ချုပ်ထောင်နဲ့ဆလိမ့်မိုင်အကောင်မှာရှိတဲ့စစ်စင်ရဲ့ထူအဖွဲ့ရုပ်ဆိုင်ရာနေရာမှာလုံချိုကြီးတင်းကျပ်စွာဖြင့်မတရားဖမ်းဆီးချုပ်နှောင်ထားကြောင်းဒုရုခေါင်းဆောင်နဲ့သွားနဲ့ပတ်သက်တဲ့ယောဂါနဲ့နှလုံးရင်းသွေးပတ်သက်သောယောဂါများလည်းခံစားနေရပြီးဈေးဝကုသခွင့်အပြည့်အဝမရရှိကြောင်းသိရှိရပါတယ်ဆိုပြီးမှသတင်းတွေတက်လာဖြစ်ပါတယ်နော်အဲ့တော့မရအောင်လဲရက်ဆက်ရုပ်မှမူရတော့ကန်းကုန်နေပါတော့ နောက်တဲ့သတင်းတစ်ပုဒ်ကလည်းအညာဒေသကစစ်ဘေးတိမြို့နယ်တစ်ခုတည်းမြေရောက်စာတင်ကြောင်း၄ကြောင်းဆောက်လုပ်ပြီးစီးပြီလို့ SNC မီဘေးစစ်ဘေးပညာရေးကူညီဆောက်ရှောက်ရေးဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်နော်အဲ့တော့မြေရောက်စာတင်ကြောင်းက၄ကြောင်းကျန်းထည့်ပြပါပြီတဲ့စိတ်သွေးယူမဲ့ကျန်းပါတယ်ဆောက်လုပ်ထားတဲ့ဒေသတွေကတော့မြို့နယ်နဲ့မြို့နယ်မှာပါတဲ့စစ်ဘေးတိဘုံထံတိဒေသတွေမှာဖြစ်ပါတယ်လို့သတင်းပို့ထားပါတယ်နော်ကဲပထမဆုံးတော့နားထောင်မယ့်သတင်းကတော့စကိုင်းမြို့နယ်မှာချက်ဘက်စစ်ကောင်စီကတင့်ကားတွေတောင်တုံးပြီးတော့ဗောနော်စစ်ကြောင်းထိုးနေတယ်ဆိုသတင်းနားထောင်ကြည့်အောင်နော် စကိုင်းမြို့နယ်အတွင်းကကြေးရွာတွေကိုစစ်ကောင်စီရဲ့အုံတော်ခြေဆိုင်တာကရ6005တက်ကတင်ကားတွေနဲ့စစ်ကြောင်းထိုးနေရာကြောင့်ကြေးရွာ၁၀ရွာလောက်ကပြည်သူတွေစစ်ပေးရှောင်နေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ16ရက်ကစပြီးအုံတော်မှာရှိတဲ့တာကရ6005တက်ကစကိုင်းဝက်လက်လမ်းပိုင်းမှာရှိတဲ့ကျော်စီရာရင်းမကျင်းမာလဲတော်မကန်တူအုံနေပင်တစ်ချိုကုန်းဝတ်သားပုတ်ဂျုံပင်ကန်စတဲ့ကြေးရွာတွေကို စစ်ကြောင်းထိုးနေတာမို့ဒေသခံတွေရှောင်နေရတယ်လို့သိရပါဗျ။မနေ့ကလည်းဘိုတဲကုန်းရွာကနေတင်ကားနှစီးနဲ့အနီးနားရွာတွေကိုပြစ်ခတ်နေပြီးအုံနေပင်ရွာဘက်ကိုလည်းစစ်ရင်အားတွေဖြန့်နေတယ်လို့သိရှိရပါဗျ။နေရာအချို့မှာလည်းထိတွေ့တိုက်ပွဲတွေဖြစ်နေပြီးစစ်ကောင်စီဟာဇွန်လ24ရက်ညပိုင်းကစစ်ကောင်စီလက်ထက်ကဘုံကျဲတိုက်ခိုက်သေးတယ်လို့သိရပါဗျရှင်။ကဲဒါကြားရတယ်ဗောနော်ချက်ဖက်စစ်ကောင်စီမင်းအောင်လိုင်းရဲ့အဖွဲ့ကြီးစစ်ကြောင်းထိုးရနေရဆိုတော့ဘာမှရစရာမရှိတော့ပါဘူးနော် ဲနောက်တစ်ချက်မှသတင်းပြူတပုတ်ကတော့ဒီဘိုးကြီးညီမစဉ်ပြုတ်လုတယ်ပေါ့နော်ပတ်ပြောင်းလာတဲ့သူတွေပုံမှာဘယ်လိုမျိုးဆွေးနွေးညှိနှိုင်းပေးနေဆိုတာနောက်တစ်ချက်လာနော်အဲ့အင်းမေသောအင်းမေသောအေးတက်ပလောက်ရှိလေ36 36ခင်ဗျာပဲပတ်စင်လေပတ်စင်6ပတ်စင်6ချင်းဘယ်နေ့ပြည်သူ့ဘက်ပြူကြောင်လားဒေလာပိုင်းတည်းရနေဒေလာပိုင်းတည်းရနေမှာอืมๆဖန်တီခံလာပဲလားဖန်တီခံပေါ်တာပဲပေါ်တာပဲอืมဟုတ်ပြီပြေကြုံပြီပြူပဲဟုတ်ပြီပြောဆက်ပြောတာပေါ့နော်ဟုတ်ပြီပြေပေါ်တော့ကျွန်တော်လည်းကြုံရတူပါဟုတ်ပြီပတ်စင်6ပါ ။အော်ပတ်စင်ချောက်။ဒီလိုပဲကိုကိုပြောလိုက်ရနှစ်လပိုင်း28ရက်နေ။အော်ဟုတ်ပြီ။ဟုတ်ပြီ။တက်ဘလောက်ရှိပြီလဲ။35ဘယ်မြို့သားလဲ။ဤမြို့ပါ။ဤမြို့ပါ။ဟုတ်ပြီ။ဟုတ်ပြီ။ဟုတ်ပြီ။ဒါပေမဲ့ကျွန်တော်ကမင်းဆက်ကြ။อืม။ဒီတော့ကောနာနာဟိုင်း29ရက်နေ့ကဘူးကြောင်းလာတယ်။ကြောင်းလာခဲ့တယ်။တက်ဘလောက်ရှိလဲ။25ဘယ်မြို့သား25ဘယ်မြို့သား။ China ။ China ရ။ဟုတ်ပြီ။ China တက်ပါလား။ညောမူကိုကိုမူကိုကိုဟာအဲဘယ်မြို့သား။ China ။ China ရဟောလိုက်နာလာရဲ့။တက်ဘလောက်ရှိ။ ဆက်ဆက်လေးမြောဆွဲစီအပေါ်တာပေါ်တာပဲပေါ်တာဆွဲကောက်ပြစတဲ့ထဲတာအဲ့ဒီဒီလိုပဲဝင်နေဒီကြောင်းလားနာနာပိုင်းနဲ့ဆက်ကောင်းဟုတ်လားဆက်ကောင်းအေးဟုတ်ပြီရပါခုံးယူလေတိုင်းအဲ့ဝေးရနိုင်မှာအေးဟုတ်ပြီနာနာပိုင်း24နဲ့နေအော်ဟုတ်ပြီအေးဒီကောင်းပဲဒီပတ်စင်ဆင်းလေပတ်စင်ကပတ်စင်ကဟောအေးတိုင်းမြောကျောင်းလာမင်းတူအောင်ပါအေးဟုတ်ပြီဟုတ်ကဲ့လာလင်းဝင်လာဘယ်ပါအမန်တရားပဲကူးပြောင်းလာတယ်လို့ပြောပါအမန်တရားပဲကူးပြောင်းလာတော့ စလာပိုင်း2020 2020နှစ်။အော်ဘယ်မျိုးသားလဲ။ရက်ဆော့လေ။ရက်ဆော့အေးရုပ်ဒီဒီလားရက်ဆော့ဒီလား။ဟုတ်ပြီ။ဟဲ့သူကရပေါ့။ဒီလိုသူပါလေ။အေးဟုတ်ပါ။အလင်းဝင်လာတာ2020နှစ်3လပိုင်း3လပိုင်းလာပြီ။အတိအကျတော့မနိုင်ဘူး။အော်အေးအေးဘယ်မျိုးသား money မျိုးပါ။ money မျိုးပါ။အော်ဟုတ်ပြီ။ဟဲ့သူကဘယ်မှာသမီးမမီးသမီးမမီးโอเคတေးတေးအချင်းစီလားဟုတ်တယ်။ဒီမှာလာ ဒီနေ့တော့ရွှေပြည်လန်းစီးတဲ့။အော်ရွှေပြည်လန်းစီးတဲ့။ရွှေပြည်လန်းစီးတဲ့။ကျွန်တော်ရန်ကုန်တိုင်းကြီးနေရအောင်။ပတ်စင်ရတဲ့အမေတော့ဝေပြောင်း။အော်တီတူဘက်ကပူပြောင်းလာကျွန်တော်2024ဆက်လာပဲ29နှစ်ပြည့်ပြောင်းလာ။အော်ဟုတ်ပြီဟုတ်ပြီ။ဟုတ်ပြီ။ထိုင်။ဂုံယူရပါဦး။လေးစားမှုနဲ့ကိုယ်တော့လည်းမဆုံးဘူးကြောင်အေးဟုတ်ကဲ့နှစ်လပိုင်းဆက်ချင်းနေရာတိတိပပပူပြောင်းပါအေးဘတ်စင်ကဘတ်စင်ကကိုယ်တိုင်းဟုတ်နေမှာ မျိုးကိုချောချောမောမောပေါ်လာအကြံပရန်ဆွဲပေါ်လာအကြံပရန်ဆွဲအကြံပရန်ဆွဲပေါ်သွင်းခံအေးဟုတ်ပြီကျွန်တော်ကတော့တော်တူဝဲအေးမကွေးတိုင်းရှင်းလင်းပြီတော့အော်အေးမကွေးတာကျွန်တော်ယူဘက်ကိုပြပြလာတာဆက်ဒီပါဆက်နလာပိုင်းသမလာရင်ချက်ချောက်ရောင်းမဆက်လို့။အော်။အပြင်မှာပါလို့လို့။ပတ်စံလေးအပြင်အရင်တော့ကလည်းကျွန်တော်အဲဒီဒီဘက်မှာပဲကျွန်တော်ရေဝတ်ချက်ဒီလိုလေးထောက်လို့ပြီ။အော်ထောက်လို့ပြီနဲ့မြေပေါ်တာဆက်ခံရအောင်။ဟုတ်ပါ

这说到上海没有呢？咱们南京没来呢。我弟弟在浦江那十多来万，买烟的啊，八千多。八千多。哦，八千多，几年而已。八千多的。那你说嘛？你说嘛？好。我也在这边弄的。这边弄的。အဲအသက်ဆင်ရတော့ငါဟုတ်ပြီ

လင်းဝိုင်နေရနလာပိုင်းနေနေဟွန်းပတ်စင်ချောက်ဒီတော့နေတယ်နော်ဒါရမှာပြည်တော့ဟာပတ်စင်ချောက်မနေ့တိုင်းကြာနေတာဆက်ဆက်ပြီးဟာဒီလူပဲကိုပြောင်းလာတာတော့နှစ်ရက်နလာပါကိုပြောင်းလာဆက်ထက်ဘလူရောက်လာပေါ်လာဆွေးကိုဆွေးတော့ဆွေးတော့ပေါ်လာဆွေးမနေနော်ဆွေးတော့ပိုင်းနော်ဘုဒ္ဓဒေသကြီးဗရမင်းနေပေါ်လာကဘေးရ6လ2020 အနေအဆဆိုဒီဟုတ်ကူပြောင်းလာတာဒါလာပိုင်း16ရက်ကိုအဲ့ဘယ်တော့လဲတော့ဘာဟုတ်ဒီထဲတော့ဟုတ်လို့ရှိတာပြောမရှိဘူးကျွန်တော်မှပြေဟိုးမလေးတိုင်းညဉ့်ညံ့နေတယ်ပတ်စင်လေးဟုတ်ကဲ့ဟုတ်ကျွန်တော်ကြည့်ရလာတာပြေတော့ဒီဘက်ပြည်သူတော်ကူပြောင်းလာတာ2024 17လပိုင်းနှစ်ရက်နေကူပြောင်းလာဟုတ်နည်းနည်းနဲ့ပါလားနော် 不包了吧？能好上吗？毛三个，我不能那些给你说吧，嗯，炒青菜，炒青菜吧，能能你你嗯，这边一个姑娘来了，那边哪个女的？嗯，都厉害吧？嗯、好哒，不给你吧，嗯、哪里的,、嗯、的？好哒，这边把点嫩芽吧，这边胡萝卜呢？好哒，你那边嫩芽嫩 ညတော့ပြတ်တယ်မှာကြာမှာခင်ဗျာဟုတ်လား၁၄ခင်ဗျာ၁၄ပြိတ်ကြလာကြာဟိုအဲ့တော့လက်နဲ့လည်းပါကြတယ်နော်ပါတယ်ဘယ်လိုပါလဲဟုတ်ပါဘူးဟုတ်ပါဘူးညနေပါအင်းတရက်ဘယ်လိုရတာလဲတော့ဟုတ်လားဖတ်နေတာတဲ့ဟုတ်တာတော်တော်များနော်ဒီကောင်ဒီလေးကြီးကတော့သမ်းမဆောက်ဘူးလားကျွန်တော်လည်းဆက်လာမယ်ခင်ဗျာဟုတ်ကဲ့ချောင်းဟိုကြည်ပြောက်ကူပြောက်နာတော့နှစ်လပိုင်းအရှိန် ဒါတော့ဒါဘိုးကြီးညီမစင်ဒီမှာပြောပြတဲ့ဟာလူတွေအများကြီးပေါ့နော်နှိပ်ဆက်ပေးထားလူတွေအများကြီးကြည့်လိုက်မယ်ဆိုရင်တော့ဒီ Champions League supporter ဆွဲလို့ရောက်သွားတဲ့လူတွေပေါ့နော်အခုဆိုရင်တော့ဒီမှာရောက်နေခဲ့ရောက်နေတဲ့ဆိုကလေးကဒါကံကောင်းလို့ပေါ့နော်အသက်မသေးဘဲနဲ့ဒီမှာရောက်သွားတာဖြစ်ပါတယ်အဲ့ဒါဘာဖြစ်လို့ဒီမှာဆိုရင်တော့အသက်ဘေးကလွတ်သွားပြီပေါ့နော်အဲ့တော့ဒီတော်လိုင်းမပြင်းချင်းတချို့တွေကတော့ကိုတိုက်မဲ့အခြေအနေမှာရှိတယ်ပေါ့နော်ကိုတိုက်ပြင်းမယ်လို့ပြောသွားတဲ့လူတွေရှိတယ်တကယ်ပဲအားရစရာကောင်းပါတယ်နော် ကဲတတိယတဖြည်းဖြည်းခန့်ကျော်ပြီးဖြစ်လာတယ်ကျွန်တော်တို့ဥကြော်ပေါ့နော်ဘာတွေပြောထားလဲချက်နားအောင်ကြည်လားမင်းညီကိုမောင်မမများအားလုံးမင်္ဂလာနေ့လည်ခင်ပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျာမင်္ဂလာနေ့လည်ခင်ပါဗျာဒီနေ့ပြောချင်တာကဖက်စစ်အကြံဖက်ကနော်အသေးအသံရွေးကောက်ပွဲကိုအပတ်တကုတ်စူးစမ်းပြီးတော့အသေးအသံဒီရွေးကောက်ပွဲမဖြစ်ဖြစ်အောင်အာ သူတို့စူးစမ်းနေတာကိုမြင်နေရတာပေါ့နော်ဒါတော့ဘလူနီးရဖြစ်ဖြစ်ပါသူတို့တွေကကဘာကိုကဘာကိုသူတို့ကဘာကသူတို့ကိုတတိပြုလာအောင်အတိမတ်ပြုလာအောင်စူးစမ်းနေတယ်ဒါမဲ့ကဘာကမင်းတို့ကိုအတိမတ်ပြုထားတာကတော့အကျံဖက်ဖက်စစ်အကျံဖက်နော်ကဘာကအတိမတ်ပြုလာကပြည်သူလူထုအပေါ်နော် အကျမ်းဖက်ပြီးတော့နော်ပြည်သူလူထုကိုရရဆက်ဆက်သတ်ဖြတ်နေတယ်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုအကျမ်းဖက်တဲ့နီးလန်းနေတဲ့တနိုင်ငံလုံးကိုဘုံလိုက်ကျဲနေတာကဒါတကဘာလုံးကသိနေတဲ့လောက်ရနော်မင်းတို့အကျမ်းဖက်ရဲ့လောက်ရကိုသိနေတာဒီကနေ့မင်းတို့အပတ်တကုတ်စူးစမ်းနေတဲ့ရွေးကောက်ပွဲကြီးကမင်းတို့ကနိုင်ငံတကာအတိမတ်ပြုတ်ဖို့အတွက်နိုင်ငံတကာနိုင်ငံတကာကမင်းတို့ကို အတိမတ်ပြုထားတာကအကျံဖက်စစ်တပ်နော်အေပြည်သူတွေကအတိမတ်ပြုထားတာကမင်းတို့ကအာနာယူစစ်တပ်အကျံဖက်ရှင်းနေပြီအဲ့ဒါဆိုရင်မင်းတို့ကြိုက်တဲ့လောက်ကြိုးစားနော်မင်းတို့ကြိုက်တဲ့လောက်ကြိုးစားပြည်သူတွေကတော့မင်းတို့ကိုလက်ခံမှာမဟုတ်ဘူးဒါမဲ့မင်းတို့ကပြည်တွင်းမှာရှိနေတဲ့ပြည်သူတွေကိုလည်းပြည်သူလို့မင်းတို့သတ်မှတ်တာမဟုတ်ရန်သူလို့သတ်မှတ်ထားတာအဲ့တော့မင်းတို့မင်းတို့ကနိုင်ငံတကာအတိမတ်ပြုဖို့အတွက်မင်းတို့စ조사လာတဲ့အချိန်မှာ နိုင်ငံတကာကဟောမင်းတို့ဘလို့အတိမတ်ပြုလာရလဲမင်းတို့ပြန်စဉ်းစားလေမင်းတို့ဘလို့ပဲလှုပ်လှုပ်ပါเนาะပြည်သူကိုမင်းတို့ကြော်လွန်လို့မရဘူးမင်းတို့ကလက်နဲ့နဲ့အာနာနဲ့ပါဝါနဲ့ဟောလာအုပ်ချုပ်နေတဲ့အချိန်မှာပြည်သူကဟိုဘလို့ပြောမယ်ဒီအချိန်မှာမင်းတို့လက်နဲ့နဲ့ပါဝါနဲ့အာနာနဲ့ရှိနေလို့သာပြည်သူကမင်းတို့ကိုဟိုပြန်ပြီးတော့မင်းတို့မင်းတို့ရဲ့တစောက်ခံလုံရောက်ကို ပြန်မပြောတာပြည်သူတွေရဲ့ရင်ထဲမှာ ရှိထားပြီးသားဒီကနေ့ပြည်သူတွေကတနိုင်ငံလုံးမှာရှိနေတဲ့မင်းတို့ဘုံလိုက်ကျဲထားတဲ့เนาะဟိုတနိုင်ငံလုံးမှာပတ်ကျဲထားတဲ့ဘုံတွေကအဲ့ဒီပြည်သူတွေကမင်းတို့ကိုလက်ခံမယ်လို့မင်းတို့ထင်နေသလားနာမင်းတို့လက်ခံမယ်လို့မင်းတို့ထင်နေသလားပြည်သူတွေရဲ့နှလုံးသားထဲမှာ မင်းတို့ရရဆက်ဆက်လှုပ်ထားတဲ့အပြုတ်မှုတွေဒီကနေ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်အသက်ရှင်ကျန်နေတဲ့ပြည်သူတွေကဘာပြောသလဲဟမ်ဘာပြောသလဲအသက်ရှင်ကျန်နေတဲ့ပြည်သူတွေကသူတို့မှနေစရာမရှိတော့စားစရာမရှိတော့ဘူးနော်ဒီဆင်းရဲဒုက္ခများစွာနဲ့စစ်ရှောင်စခန်းမှာနေနေရတဲ့အချိန်မှာမင်းတို့ဘာပြောလဲမင်းတို့အဲ့ဒီအသံတွေကိုကြောင်းအောင်ကြားရလား 闽南家呢？闽南闽南么家庭一样，少年那边死啦，喏。啥子也么死咯，哪子也么死咯，他们爸爸妈么批过。闽南那心里耶，生了孙子，嗯，要嫁不也接耶？闽南耶，一生养妈母，都龙啊，母么母掉了。 我叫没捕捉了嘞！年轻人没洗澡，咋子也没洗澡？年轻人嘛，都、啊、咩？在边度干的？边度、啊？好了、啊，边跟上街了？都都啥年月的？都都那龙达那个、云南那个、腾亚那个，民族西安那系列，民族西安那系列的，六家交替的，都都也那龙达那个，那里石香石香绿的，那龙达那个腾亚那个，民族宝马。 美女阿爸嘛，得色可怜了，得色可怜了。美女阿兄弟咪媳妇，喏，兄弟咪媳妇，美女美女也老眼娇，这个呢美女不老白，娇啥娇啥？那眼那个阿弟嘛，比我们白，娇啥娇啥？阿龙阿龙比他不个。美女，搿把过了他妈个，要么那眼过出来乌焦毛、长细脸的瑞，美女哈。 မြန်မာနိုင်ငံရဲ့အကြမ်းဖက်ဖက်စစ်စစ်တပ်ဆိုတာမင်းတို့ဘယ်တော့မှမမေ့နဲ့ကွာမှန်မယ်နော်ဘယ်တော့မှမမေ့နဲ့မင်းတို့တွေဟုတ်ချက်ပြောသွားတဲ့ဟာဖြစ်ပါနော်တကယ်အမှန်တရားတွေဖြစ်ပါလားကဲနောက်ဆုံးမှာကျွန်တော်ကြည့်ရမယ့်သတင်းကတော့ဒီ teaching backup နဲ့ပတ်သက်ပြီး selmage ပြောထားတဲ့သတင်းလေးဖြစ်ပါတယ်เนาะအဲ့တော့အဲ့ဒီမှာဆိုရင်ဒီ backup နဲ့ p2d နဲ့စကားများတဲ့ video file တွေလည်းကျွန်တော်ကြည့်ခဲ့ပြီးပေါ့เนาะအဲ့တော့ဘယ်လိုမျိုးအခြေအနေရှိတယ်ဆိုတော့ချက်ထားအောင်ကြည့်လောက်เนาะ လို့ရတဲ့သူကစကားကိုပြောပြမှာပေါ့လေနားတော့ကမတော့မိုက်တယ်နော်ရီထားတော့ IG ဆိုရတော့ဆိုရအောင်နော်ပေသူလူလူပေသူတွေဘန်းတို့ခွင့်ရခွင့်ရရှိရေးဆိုမှစနားပြတ်နဲ့တွေ့ရမှာလက်လက်ကကြွက်သွားလဲပြီးပြီလေဒီဟာကတက်ကတော့ရောင်းအောင်ပါအဲ့ဒါအကောင်းဆုံးချက်ပါပြက်ကတော့ပြည့်စုံတာပြည့်စုံတာ 我我，人家给你一辆都是车了，哎 <noise> 哎，<noise> <noise> ရင်းမာပြီမှာဘကဖရရဲ့ပြဿနာအင်ဝိုင်းဘကဖပြဿနာဝက်လက်ဘကဖပြဿနာထင်းကြိုင်ကူဘကဖတာဝန်ခံစောဝင်းကိုစောဝင်းကျွန်တော်တို့အာနာရှင်နေတာကျွန်တော်ကပြည်သူတွေးတဲ့ဓမင်းကိုစားပြည်သူဝယ်ပြီးတဲ့တနက်ကိုကာကျွန်တော်တို့ကမြေပြင်မှာဗီဒီယိုကလစ်တွေကိုကြည့်ရင်ကျွန်တော်တို့ဘာလဲဘလို့စိတ်ဓာမျိုးတွေနဲ့ဘလို့ရှင်သန်နေလဲဆိုတာတတိုင်းပြည်လုံးကသိရှိသွားကြပါ ော့ဒီပကဖတွေကိုပြင်းပြတဲ့နဲ့ရှုတ်ချပါအမျိုးသားညီညွတ်ရေးအစိုးရရဲ့ပကဖတိထောင်သူများကချက်ချင်းအရေးယူပါစကားလိုက်တခုဂျာညက်ပြောပြရှင်းပါသေးတယ်ခေါင်းဆောင်ဆိုတဲ့လူဟာခေါင်းဆောင်လှုပ်ချင်ကြရင်ပေါ့မာရကိုဝင်ခံပြီးတာဝန်ယူဖြည့်ရှင်းတဲ့အလေးအကျင့်မျိုးမပြောထောင်ပဲခေါင်းဆောင်ဆိုတဲ့လူအတွက် စင်ကြီးပြီးပြီးအမားကိုကွယ်ဝတ်တဲ့လိချင်မျိုးမွေးမြူနေတော့လူလိန်ကောင်းဆောင်မျိုးဆက်တွေဆက်လက်ပေါက်ဖွားလာပါလိမ့်မယ်။အဲကျွန်တော်ပြောတာမဟုတ်။နိုင်ငံတော်ဤတိုင်းငါပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ပြောကြားခဲ့တာဖြစ်ပါ။အဲ့တော့တောင်ဝင်ခံနိုင်လားတောင်ဝင်ယူနိုင်လား။ဘကဖတ်ဖို့ဖွဲ့စည်းတဲ့သူတွေဘကပခေါင်းဆောင်တွေဘကပဘာညာတရကတွေခင်ဗျားတို့ ပြည်သူဟာခင်ဗျားတို့ယွန်ရှာမုံတိတဲ့အဆင့်ကိုရောက်ရှိလာနေပြီတဖက်မှာရင်းမပင်ခရိုင်ထဲမှာဆိုရင်ဖြစ်ခဲ့တဲ့ပြဿနာတွေပလဲမောင်ဇော်တက်လူတန်းပူဇော်တက်ရဲ့အင်းအောင်မှာအလောင်းတွေ့တဲ့အန်ယူဂျီကဘာမှအရေးမကြီးဘူးဘူကာပြားကိုဖမ်းဆီးထားတဲ့ဘသူဖမ်းမှမသိဘူးဘသူမှသတင်းမထုတ်ဘူးခင်ဗျားတို့ကစစ်တပ်ကိုတော်လှန်ရင်ဥပဒေမဲ့မင်းမဲစရာကြီးဖြစ်အောင်လုပ်နေကြတာလားနောက်အရှိမဆိုဘုံမှုဟိမ့်တော်မှုကိစ္စရှိသေးတယ် ။နောက်ကျောင်းဆရာမှာကိုဝင်းထီးမိသားစုတတ်တယ်။ပြည်သူလူထုရဲ့အယုံကြည်ကင်းမဲ့မှုကိုခံစားသွားရရင်တသက်လုံးဘာနဲ့မှပြန်တည်စောက်လို့မရတော့ဘူးဆိုတာကျွန်တော်တက်ကြက်တတိပေးပါစီ။အခုအင်ဝိုင်းကကိစ္စချက်ချင်းပြည်သူလူထုကိုလှုပ်ပါဒီညာကနေကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့ပြည်သူလူထုအပေါင်းကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ဗီဒီယိုတွေကိုလည်းကျွန်တော်တွဲဆက်ပြသပြီးသားဖြစ်ပါတယ်ဒီအခြေအနေကိုကြည့်ပြီးမားတယ်မှန်တယ်ဆုံးဖြတ်ပါဘက်ကဖာကိုပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါလက်ရှိဗီဒီယိုရဘယ်ဘက်ကဖာလဲဆိုတော့နံပါတ်1ထီးကြိုက်ဘက်ကဖာတာဝန်ခံကိုစောဝင်းနံပါတ်2အင်ဝိုင်းဘက်ကဖာဒီလိုကမတရားဖန်ဆီးကြတာတွေနဲ့ ဒီတော့နိုင်ချင်းပူကြတာတွေအတွက်ကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့သူအပေါင်းကအင်ဝိုင်းပကပနဲ့ဒီဂျိုင်ပကပပြင်းပြင်းထန်ထန်ရှုံချကန့်ကွက်ပါတယ်ဆိုတဲ့အကြောင်းကောမတ်တော်အမင်းဆုံးရေးခဲ့ပြီပါတယောက်ချင်းစီတိုင်းရေးပါကျွန်တော်ဗီဒီယိုကိုကြည့်အောင်အနည်းဆုံး9000 6000တသိန်းနီးပါးရှိတယ်ကောမတ်ပေါင်းတသိန်းရေးပြပါဒီလူကစစ်တပ်လေးကြောက်ရအောင် ဘကဘာလေးကြောက်ရဆိုရင်တော့အရင်ကတနက်ကင်ထားတဲ့ကောင်တွေကိုမကြိုက်လို့တော်နေပြီဒါအခုတနက်ကင်ထားတဲ့ကောင်တွေကတိဆောက်ချိုးပဲဆိုရင်ကျွန်တော်တို့လုံနေတာတွေကအပိုလုံပြီဖြစ်နေတာခမရုပ်ဇုတ်တွေအာနာယာကြီးကျုပ်တို့တော်လန်နေတာမဟုတ်ဘူးမိမိမတိုက်ပွဲဝင်နေတော်လန်ကြီးရဲဘော်ညီနောင်အပေါင်းပါလေတစုတစ်ပွဲအာနာယာကြီးတိုက်နေတာမဟုတ်ဘူး အန်ယူဂျီအာနာယာရဲ့ NLD အာနာယာရဲ့ NLD များတနက်ကင်ပူကြရေးလုံနေတာမဟုတ်ဘူး NLD များဆိုတာအကုန်လုံးမဟုတ်ဘူးအဲ့ဒီပန်ကဖတ်တာဝန်ယူလာလို့တော်တော်များများ NLD ပါတီမှာပါဝင်ဘူးတဲ့သူတွေတော်တော်များတယ်အကုန်လုံးမဟုတ်ဘူးအင်းအဲ့ဒီမှာကောင်းမွန်တိုက်ပွဲဝင်တဲ့ပန်ကဖတ်တွေအများအပြားရှိတယ်အဲ့ဒီစွန်းစံတွေကကြက်ချင်းပန်ကဖတ်တွေကိုအမျိုးသားညီညွတ်ရေးအစိုးရကအရင်မယူရဲလောက်အောင်ပန်ကဖတ်ပြန်ကြောက်တဲ့အစိုးရဖြစ်နေတာလားလို့မေးရင် ဒီလူလူကြီးခင်ဗျာမတရားမှုတွေကျူးလွန်နေတဲ့ထီးကြိုက်ပကဖစောင်းဝင်းနဲ့အင်ဝိုင်းပကဖကိုပြင်းပြင်းထန်ထန်ရှုတ်ချလို့ဒီနေရာကကျွန်တော်တိုက်တော့မှာဒီနေရာကဲဒါတော့ဆယ်လမီကျော်တုံးထားတဲ့နေဖြစ်ပါရဲ့နော်အဲ့တော့ကြားတဲ့အတိုင်းပဲဒီအာကျမမေးအောင်လာရဲ့ရွေးကောက်ပွဲတွေနီးလာလေလေဒီဘက်မှာလဲပေါ့နော်ပါကာပါရဲ့အတန်တွေကလည်းတော်တော်လေးကိုစုညံလာလေဖြစ်ပါရဲ့နော်အဲ့တော့ဘာပြောခုချိန်မှာဆိုရင်တော့ဒါကျွန်တော်တို့ ပီသူတွေအားလုံးကစီလုံးရမယ့်အခြေဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးအာပီသူတွေနဲ့ဒီတော်လိုင်းနဲ့ဂျာမန်အထင်လွဲမှုတွေဖြစ်နိုင်တဲ့ကိစ္စတွေကိုလည်းအစိုးရအနေနဲ့ပေါ့နော်အမြဲဆုံးဖြေရှင်းတက်ပါတယ်နော်ဖြေရှင်းတက်ပါနော်အဲ့တော့ခုနကဒီစာနာပြတဲ့နေရာမှာဆိုရင်လည်းမြင်တဲ့အတိုင်းပဲဒီ IUG အစိုးရဒုအစိုးရဆိုပြီးမှပီသူက လက်ခံထားပါเนาะဒါပေမဲ့လည်းဒီအောက်ချင်မှာတချို့တွေရဲ့လုံပုံကင်ပုံနဲ့အဆင်မပြေတဲ့အတွက်ပါเนาะပြည်သူတွေနဲ့အခုလိုမျိုးအဆင်မပြေတဲ့ဟာလေးတွေကဒါကဒါတော့မဖြစ်သင့်တဲ့ဟာလေးပါเนาะဒါလေးတွေကိုအမြန်ဆုံးပြုပြင်ပြောင်းလဲပြီးတော့ရည်ယူသင့်တဲ့ဟာလေးရည်ယူမယ်ဆိုရင်တော့ဒါအကောင်းဆုံးပြီးသွားမဲ့ဟာလေးဖြစ်ပါတယ်เนาะအဲ့တော့ဘာပြောချက်ဖက်မင်းအောင်လိုင်းကတော့ခက်စစ်စစ်နဲ့ဒီသူ့ရဲ့ရွေးကောက်ပွဲတက်လှုပ်ဆောင်နေတဲ့အချိန်မှာဒါမျိုးလေးတွေကိုကျွန်တော်ရှောင်ရှားပြီးမှာပါเนาะ စုစုစည်းစည်းနဲ့တွန်းလာနိုင်ရင်တော့ဒါအကောင်းဆုံးဖြစ်ပါတယ်နော်။ဟုတ်ကဲ့ဒီညအတွက်သတင်းပြူလေးကဒီလောက်ပဲဖြစ်ပါတယ်။အစားဆုံးကြည့်ပေးကြရဲမြပြပြသူရောက်စံထူပဲကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖက်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးရနေပေါ့ဆုံးမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။